ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဆရာတာယာမင်းဝေရေးသားရတဲ့ပန်းလက်ဘွားမှာ ပါအပ်ပိုင်ခွင့်မရှိတဲ့အကောင်လေးဆိုတဲ့ဝိထုစာအုပ်လေးကို အပိုင်းခုနှစ်အနေနဲ့ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်။နားတော်တာဆင် အားပေးကြပါဦးခင်ဗျာ။အဲ့ဒီနေ့ရက်တွေထဲမှာတမတ်စေကိစ္စကိုထူးဝေနဲ့ဘယ်လိုရှင်းရမလဲဆိုတော့ကောင်းပေါ့မတွက်စဉ်းစားနေရတယ်။ ညညဆိုရင်လည်းလူရလုံးဟာနဲ့အိရာထဲမှာလည်းအိလည်းမပြောပါဘူးသူ့ရဲ့ပြောင်ဆက်ဆက်မျက်နှာကိုမခံညင်စရာကောင်းအောင်မြင်အောင်နေမိရဲ့တမတ်စီကိုရအောင်တော့ရှာမဖြစ်မယ်နှုတ်မှုဆိုရင် ရာဇဝင်ရိုင်းနေဒီကိစ္စကိုကေခိုင်တိတော့ရည်လိုက်တာအတော်မသက်ပဲနင်ခါပြန်ပြီထင်တယ်ဒီအုံးချေကြီးကိုပိုက်ပြီးထူးဝေတို့အိမ်ကိုဝင်သွားမိတာတင်ကြရဝါရာ simple lesson ဆိုတာကြီးကို performance လုပ်ပြရောက်တယ် ဘာလဲငါနားမလဲ။ performance ဆိုတာဖော်ထုတ်မှုအမှုပညာကိုပြောတာ။သင်္ကေတဝါဒဆိုတာဟောသင်္ကေတဝါဒဆိုတာသင်္ကေတပြပြီးကိုပြောချင်တဲ့အသေးပဲရအောင်ပြောပြတာ။ဒီလိုဟာသူ့ဘီတို့အိမ်ကိုနင်းကအုံးချစ်ကြီးကင်ပြီးဝင်သွားတဲ့ကိစ္စဆိုပါတော့အုံးဒီကိုချစ်မယ်ဆိုတဲ့သဘောပေါ့သူ့ရဲ့ငယ်နမယ်ကအုံးဒီဟာအဲ့ဒီတော့ဘာဘာပြောတယ်ဟုတ်တယ်သူ့ရဲ့ငယ်နမယ်ကအုံးဒီ လက်ထဲမှာတောင်းမလို့ကန်လာတဲ့တောက်ရည်တန်ဖူးကိုလိန်ပစ်လိုက်မိတယ်။လမ်းပေးမိုက်ပေါ်မှာအုံးစည်းအချောက်ကြီးတလုံးတွေ့ရတဲ့ပြေးကန်ပစ်လိုက်တယ်။လက်ထဲကတောက်ရည်တန်ဖူးနဲ့လည်းပြက်ပေါက်လိုက်တယ်။မှတ်ထားအဲ့ဒါပဲ။ဘာမဆိုင်ညာမဆိုင် ကေခိုင်ကိုလည်းမကြည်ရှိရှိပစ်လိုက်တယ်။ကေခိုင်ကငါနဲ့ကိုအချံတစ်ခုပေးမယ်။နင်းနေတော့အပင်မခံရလိမ့်မယ်။ထူးဝေကိုနိုင်သွားနိုင်တယ်။ "तू အဲ့လိုပြောလာတော့စိတ်ဝင်စားတာပေါ့။ဘာပါလဲဘယ်လိုလုပ်ရမှာလဲ။" ငါလဲစာဟုတ်ထုတ်ဖက်ရင်အကြံရတာဟာနင့်ကိုထူရအဖြစ်တခုခုလုံးမိပါစေအဲ့ဒါကိုနင်ကရုံးတိုင်တရားဆွဲလိုက်ပြီးရင်သူ့ကိုဒံငွေတမတ်တက်ပြီးရှေ့နေနဲ့တောင်းခိုင်းအဲ့ဒါဆိုနင်သူ့ကိုတမတ်ပေးစရာမလိုတော့ဘူးကြည်ရောဟဲအဲ့ဒါကြီးကကြီးကျယ်လို့မှလေဟာဟာမကြီးကျယ်အောင်လို့ရက်ွက်ရုံးလောက်မှာပဲလှုပ်လိုက်ပေါ့ဟာစိတ်ထဲကတော့ပြောသလိုတော့ခံစားရတယ်စဉ်းစားကြည့်ရင်မဆိုးဘူးဒါပေမဲ့စဉ်းစားအောင်မယ် ဘယ်လိုရမလဲဘယ်လိုလုပ်ရမလဲဘယ်လိုခွင်းစင်မလဲအဲ့လိုစဉ်းစားရမှာပဲဗီဒီယိုခွေဆိုင်ရှိမှာစပင်းရက်ပြီးစကားပြောနေတဲ့ထူးဝေကိုတွေ့ရတယ်ဟဲ့ဟိုမှာဟိုမှာအေးတွေ့ပါတယ်အခုကိုအကောင့်ထဲဖုန်းနိုင်ရင်ကောင်းမယ်ထင်တယ်အေးငါလည်းစဉ်းစားနေတယ်ဟဲ့လမ်းထိပ်မှာလည်းဥခင်အောင်ကြီးရက်နေတယ်သူ့ရှိမှာထူးဝေကြောင့်ကိုထိခိုက်နာကျင်ရတယ်လို့ဖြစ်အောင်လှုပ်လိုက်ဥခင်အောင်ဆိုတာလမ်းလူကြီးပါ သဘောလည်းကောင်းပါလေလူငယ်တွေကိုဒီတိုင်းတော့အမြင်မတော်ရင်စူဆဲနေကြသူ့ရေလဲစပိန်ကလေးနင်းပြီးဆက်ထွက်လာတယ်ဟဲ့သူသူ့ကြောင့်နင်းစပိန်တိုက်မယ်ဆိုလို့လှုပ်လိုက်ပြီးဓာငွေတမတ်တောင်းလိုက်ဟင်အဲစဉ်းစားကြည့်နော်တိတ်မရလိုက်ဘူးသူ့ရေစပိန်ကနီးလာပြီတွားတွားဒီခါကလည်းတိုးထုတ်တယ်ကိုလည်းသူ့ရေစပိန်ရှိနာလျှောက်သွားတယ်သူ့ရေကသူ့အတွင်းနဲ့သူနင်းလာတာ ပြုံးကနေသူ့ရှေ့ရောက်မှကိုမြင်တယ်။ကိုလည်းမသိချင်အောင်ဆောင်ပြီးသူ့ဆက်ဘင်းကိုတဲ့တဲ့တိုးသွားလိုက်တယ်။ဘေးကနေကေခန်းကလည်းငဲသားပါအောင်ဝင်អော်ပေးတယ်။ဟဲ့ဆက်ဘင်းဆက်ဘင်း။ ఓ အာသူ့ရာဆက်ဘင်းကိုဘေးဘက်ဆွဲချတယ်။မြောင်းနဲ့ကြုံပြီးသူ့ဆက်ဘိန်းနဲ့ဝုန်းကလေးလဲကြတယ်။ကိုကတော့ပို့ယုံနဲ့ပို့သွားတာပေါ့။ဒါမဲ့ကိုကလည်းအားကနေလဲကြပေးလိုက်တယ်။ အလဲမှာဦးခင်အောင်ကြီးမြင်သလားလို့လည်းမသိမသာ ခိုးကြည့်ရသေးတယ်။နင်မာလေးရဲ့ပြူးပြူးကြီးကိုမြင်ပြီးဆိုက်ဆိုက်ကြီးကို ရောက်လာပါတော့တယ်။အာတန်စင်တန်စင်ဘာဖြစ်သွားသေးလဲ။ကေခန်ကဘေးကလာထူတယ်။သူ့ကိုတွဲပြီးထတယ်။ဦးခင်အောင်ကြီးကလည်းဘေးကလာကြည့်တယ်။ကိုကိုတလဲဘေးနားမှာစက်ဘေးနားခွေလဲနေတဲ့ထိုးဝေကိုတလဲကြည့်တယ်။ ကိုကမိုးပြမလို့ကြံရုံရှိသေးတယ်ဦးခေအောင်ကြီးကကို့ကိုတေချာအောင်မကြည့်ပဲထူးဝေကိုသွားထူပေးတယ်အာလာလာဦးခေအောင်ကြီးကထူးဝေကိုတွဲထူရင်မေးတယ်ထူးဝေကရှုံ့မဲ့နေတယ်မျက်နှာနဲ့ဒါဒါကျွန်တော်လူမှုရေးလောက်ကြံတာပဲဦးခေအောင်ကြီးမျက်လုံးပြူသွားတယ်ဟေးဘာဖြစ်လို့လဲထူးဝေကသူ့ပေါင်ချောက်ကိုလက်ကလေးနဲ့ဖိထားတယ် ကျွန်တော်ယောက်ျားဘဝတော့စိုးမီထင်ပါရဲ့ဗျာဟေးအဲโอเคအောင်နေဘယ်ဟုတ်မလဲကိုရောကေခန်းရောမျက်လုံးပြူးသွားတာဗောဘလို့ဖြစ်တယ်မင်းမင်းဘာဖြစ်သွားတယ်တို့ရစောစောကပုံစံတိုင်းတကြွကြွညီးသွားရင်ကျွန်တော်ယောက်ျားဘဝတော့စိုးမီထင်ပါရဲ့ဗျာသူတို့တမင်လောက်ကြံတာပါ ။ဥခင်အောင်ဟာကိုနဲ့ကေခိုင်ကိုမတင်ကားတဲ့မျက်လုံးနေနဲ့လှမ်းကြည့်တယ်။သူ့ဝေကိုလှဲ့မိတယ်။တမင်လို့လားဟုတ်လား။ဟုတ်ပါတယ်။အကြံစီရှိရှိနဲ့အိုးသူတို့တမင်လို့ကြတာပါ။ဥခင်အောင်ဟာကိုတို့နှစ်ယောက်ရှိမမမချက်ပြီ။မင်းတို့ကဘာကိစ္စသူ့ကိုယောက်ျားဘောကဆုံးအောင်လှုပ်ကြတာလေ။အေးမဟုတ်ဘူးမဟုတ်ဘူး။ဟုတ်ပါတယ်ဟုတ်ပါတယ်လုံးတော့တဲ့အကြောင်းတွေသူတို့မှရှိပါတယ် အိုးမဟုတ်ဘူးဘာလို့လုံးဝမှာလဲဦးခင်အောင်ကတော့၃ယောက်လုံးကိုအကဲခတ်သလိုကြည်နေတော့တာပဲသူသူတက်တက်ညာတာဘာမှတိတ်ဖြစ်တာမှမဟုတ်ပဲဦးခင်အောင်ရဲ့ခေါင်းကထိုးပြပဲပြန်လှည့်သွားတယ်အေးဟုတ်သားပဲမင်းတကယ်တော့ဟုတ်ရဲ့လားတကယ်တော့ဦးလေးရဲ့ကျွန်တော်ယောက်ျားဘဝတော့ဆုံးပြီထင်ပါတယ်မှန်သာပြသာအေးသူ့ရဲ့မျက်လုံးကပြဲကနေဖြစ်သွားတယ် မပြနဲ့မပြနဲ့ကိုလိုလေဒရောတော့ပါအော်တာရတာပေါ့ဦးခင်အောင်ကြီးမာတယ်ခေါင်းကုတ်ပြီးဘာဆက်လို့ရမှန်းမသိဖြစ်နေတယ်တွေးရောတွဲထားရရနေမင်းအခုပဲပြန်ပါလေအိမ်စပိန်နင်းလို့ရအောင်မလားအာဘေဘေရတော့မလဲဦးခင်အောင်ကစပိန်ကိုဆွဲထူတယ်ကိုယ့်ဘက်ကိုလှည့်လာတယ်တန်စင်းနင်းစပိန်နင်းတော့တယ်မဟုတ်လားဟုတ်ဟုတ် ကိုကလည်းညာဖို့မေ့သွားတယ်။စကားပြန်ပြင်ပြောမလို့စိတ်ကူးတော့မှာပဲ။အဲ့ဒါဆိုရင်ဒီဆာဘဲကိုနင်းနင်းသူ့ကိုတင်ခေါ်သွားပြီးသူ့အိမ်ကိုလိုက်ပို့ပေးလိုက်။ဟဲ့ကေခိုင်ကိုလှမ်းကြည့်တော့ကေခိုင်ကလည်းမျက်လုံးလေးကလေကလေဖြစ်နေဟွာလွဲပြီးဘာမှမတတ်နိုင်ဘူး။အာကဲဟဲ့ကောင်လေးမင်းဆက်ဘိန်းနဲ့ပဲမင်းတို့ဒီကောင်မလေးကအိမ်ပြန်ပို့ပေးလိမ့်မယ်။ကြားလား။ ဟုတ်ဟုတ်ဟုတ်ကဲ့ဦးဦးတင်းတယ်လို့စီစဉ်ပါ။အဲကောင်းပါလေသူ့ကိုတင်ခေါ်သွားလိုက်။ဟုတ်ဟုတ်နင်းနေဦးမော်အကယ်ဒမီထူးရဲ့သူ့စပင်းကိုကိုကနင်းပြီသူ့ကိုတင်ခေါ်လာရတယ်။သူကတော့နောက်ကကယ်ရီယာမှာခြေတွဲလောင်ချလို့လမ်းအကွေမှာជីជីဝေအလာနဲ့တိုးတယ်ជីជីဝေကဗစက်အဟောင်းသားနဲ့ဖြစ်သွားတယ်ဟဲ့ជីជីဝေနေကောင်းတယ်မဟုတ်လား ။အပြဲကြီးနဲ့ထိုးရအော်နှုတ်ဆက်လိုက်သေးတယ်။ကိုကတော့မျက်နှာစူးပုတ်ပြီးဆက်ဘဲကိုသာဖိနှင်းနေလိုက်တယ်။ခုနကယောက်ျားဘဝဆုံးပြီထင်တယ်ဆိုပြီးညီးရဲကောင်ဟာအခုတော့လေတယောက်ထဲနဲ့ဟိုညမ်းလို့။ဟာကိုနန်းတော်ကြီးကျွန်တော်မာလာတဲ့တရဖူမဂဇင်းမမေ့နဲ့နော်။ဆောင်အငားဆိုင်ထဲကလူလေကိုတို့ကိုကြည့်ပြီးအင်းအင်းဆိုပြီးကောင်းညိတ်တယ်အင်းဟိုကောင်ဗလား ခွေးကိုဘာကိစ္စသွားဆနေရလဲသွားအိမ်ပြန်စားဟာဦးထိုးကြီးကဆက်ဘေးစီးတာတောင်ဒတိုင်ပါနဲ့ဟေးဟေးဟေးဆက်ဘေးကိုအတော်စိတ်ရှည်ရထားပြီးနင်းနေရတယ်ဟာဆရာဆရာဥက္ကူအောင်နဲ့တိုးတယ်ကိုကကောင်းကုန်ပြီမသိချင်အောင် ဆောက်ပေမဲ့ तू ကနောက်ကနေပြီးခွနပေါက်တန်နဲ့អော်လိုက်တော့ဆရာဥက္ကူအောင်ကမြင်သွားတယ်ဟာမင်းတို့ပထမတော့ဆရာចောင်းသွားတယ် စကားဆက်မပြောတော့ပဲသဘောပေါက်သွားဟန်နဲ့ပြုံးနေ။သွားပြီဆရာ။အေး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 ။အလင်းချိုတို့အိမ်ဘက်ကလည်းဖြစ်ရတယ်။မထွေးခေါမုတ်ကုန်ပြီလားဗျ။ကိုမျိုးစေတံကျွန်တော်မနေ့ကကြာရင်စပိန်လာလီထဲအောင်မယ်ဒါများပြောနေစရာကိစ္စမှမဟုတ်ပဲအေးတင်းကိုကိုဒီကစပိန်သွားညရင်ငါ့ကိုခေါ်တော့ အဒီတင်ကိုကိုဆိုတဲ့လူကသူကလေသူ့ဝေဒဆိုင်ကိုကိုပြူပြဲကြည့်ပြီးအင်းအင်းနဲ့ဒီမခံနိုင်တော့လို့ကိုလှဲ့ပြောရတယ်။နင်းလူတကားကိုအော်နှုတ်ဆက်မနေနဲ့။သူကဘာအပြစ်မှမရှိတဲ့မျက်နှာနဲ့။ဟာဘာဖြစ်လို့လဲ။ဘာမှဖြစ်ဖြစ်မဖြစ်ဖြစ်မလုံနဲ့။ဟိုဘူးလေဟာလူမှုရေးဆိုတာရှိသေးတယ်။မရှိနဲ့ဟာ။အေးလေဒါဖြစ်လေပြီးတာပဲ။ငါနေ့ကိုအလိုလိုက်ပါမယ်။အောင်းမာ ထိုးရဘသူ့ကိုမှအော်မခေါ်တော့ဘူးဒါပေမဲ့ဒုက္ခကမပြီးသေးဘူးစပိန်ဖြတ်သွားတဲ့လမ်းတစ်လျှောက်လူတိုင်းကိုတို့ကိုရေးကျဲကျဲနဲ့ကြည့်ကြတယ်မတင်ကားလို့လှည့်ကြည့်တော့သံတောင်းစားကမျက်နှာဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်နဲ့အားလုံးကိုလိုက်ရည်ပြနေဟာဟိုအဲ့ဒါနဲ့နင်ဘာလုပ်တာလဲဘာလုပ်လို့လဲနင်မျက်နှာအပိုးကိုမကျိုးပြုံးတာပါဟာမပြုံးနဲ့တီတီနေမဟုတ်ဘူးလေဟာလူမှုရေးဆိုတာရှိသေးတယ်ဟာ လာပြန်မိတော့ဒီလူမှုကြီးအေးအေးနေ့သဘောပါပဲငြိမ်သွားတယ်ပါဇက်ရဲ့မျက်နှာရဲ့ငြိမ်တာပါစပင်းကရမ်းလာတာကိုတတိထားမိတယ်ရှေ့တတဲမှာအေလင်းချိုတွေ့တယ်ပထမမျက်လုံးပြူးပြီးအမတန်အံ့ဩဟန်ကိုလှုပ်ပြတယ်ဒုတိယမျက်လုံးကိုပုတ်ပြီးတည်တည်ကြာကြာထက်ကြည့်ဟန်ကိုလှုပ်ပြတယ်တတိယသဘောကျပြီးခေါင်းတဆတ်ဆတ်ငြိမ့်တဲ့အမူအရာကိုလှုပ်ပြတယ်လက်မထောင်ပြတယ် ကိုအောင်ဟာကိုဆဖေးနောက်ကနေအရင်ထောင်ပြလိုက်လို့နေမှာပေါ့မြင်တော့တင်းတင်းနဲ့လက်ဖေးဆိုင်တစ်ဆိုင်ရှေ့ကဖြတ်တယ်လက်ဖေးဆိုင်ထဲကလူတွေအားလုံးကဝိုင်းကြည့်နေကြတယ်သူတို့မြင်တာပြုံးစည်းစည်းဖြစ်နေတဲ့အပြင်ဆဖေးနောက်ပိုင်းကလည်းခါရမ်းလာတဲ့အတွက်ကြောင့်လှည့်ကြည့်လိုက်တယ်လက်ဖေးဆိုင်ကဖွင့်နေကက်ဆက်ဒီလုံးတိုင်းကိုလိုချိုးကလက်နဲ့ပခုံးကိုလှုပ်ရမ်းပြီးကလိုက်တာကိုနေအဲ့ဒါဘာလုပ်နေရလဲကနေရလားလူမှုရေးရပါဟာ ဒေါသကထိမ့်မရတော့ဘူး။ဘာလူမှုရေးလဲ။ဒီလိုလေဟာလူမှုရေးဆိုတာအင်းအာဟိုးသူ့ကိုလှည့်ပြောနေရတယ်။စပင်းကမြောင်းနဲ့ပြုတ်ကျသွားတယ်။ကိုလုံကြီးအောင်ပိုင်းရှွန့်နေပေးချန်ကုန်ပြီစိတ်ထိုးထိုးနဲ့ပြန်ထမှာကိုတော်ချော့ဟာအာငါယောက်ျားဘောကတော့ထတ်ဆုံးပြီထင်ပါတယ်တေလိုက် သူ့စပင်းကို ပြစ်ထားလိုက်ပြီကိုထွက်လာခဲ့တယ် စိတ်မှာနာသာခံခက်ကြီးဟမ်တွေ့မယ်တွေ့မယ်နောက်ရက်မှာကေခိုင်နဲ့မိုးကြီးကြီးဝေကိုစီယုံပြီးတင်အေးခိုင်ပြောတယ်အဖွားကြီးစီကိုသွားတယ်ဟဲ့တင်အေးခိုင်နင့်ကိုအဖွားကြီးကပေးပါမလားဟဲ့မတိဘူးလေတောင်းကြည့်ရမှာပဲအုံနောက်ကတိတ်မကောင်းဆိုတော့ကြိကြက်ကင်တွေရမှာပဲအဖွားဝယ်အင်ရှိမှာခဏရောင်းလဲလဲဖြစ်နေကြပါတယ်နောက်မှာအဖွားကြီးရဲ့မြေ တေးခိုင်ရဲ့တငယ်ချင်းကောင်လေးကခေါ်လို့အိမ်ထဲဝင်ခွင့်ရတယ်။ဟဲ့မျိုးဝင်းအောင်နှင့်ဖွားစီရတမတ်လောက်တောင်းပြပါ။ဟာကို့ဟာကိုတောင်းကြည့်ပါလား။ရပါမလား။မဖြစ်နိုင်အောင်တမယ်လွဲပါတယ်။တောင်းကြည့်ပေါ့။သွားသွား။အဖွားကအိမ်ရှိကမ်းမှာကိုယ့်ရဲ့တလုံးနဲ့စောင်းကြောင်ကြီးထိုင်နေပါတယ်။ဂျက်ကစံဘီကစကဲတထုပ်ကိုလည်းဘေးမှာချထားတယ်။အဖွားอืม ။သွားတယ်လည်းမရှိတော့ဘူး။အာလုတ်တန်နဲ့ထူတာ။ဒါပေမဲ့လူပုံမန်းကတော့ကြမ်းမာဟန်ရှိပါတယ်။တင်ရေးခါရအဖွားဘာလုပ်နေရလဲ။ထိုင်းနေတာ။မထဘူးလား။ထလိုက်ရင်ထိုင်လို့မရတော့ဘူး။အင်းရှင်းသွားတာပဲ။သူတို့သုံးယောက်သားတယောက်မျက်နှာတယောက်ကြည့်ရပြန်တယ်။ဒီခါရတော့လိုရင်းချက်စီကိုစကားလမ်းကြောင်းတင်တယ်။ အဖွားမှာပတ်စံမက်ဆေးတွေအများကြီးရှိတယ်မဟုတ်လားအဖွားဆူတာလေနင်တို့ကိုအဲ့ဒီစာရူးကြီးကဘာပြောသေးလဲဘယ်စာရူးကြီးလဲအဖွားရဲ့ရှုပ်ကုန်ပါပြီဒါပေမဲ့ជីကြီးဝေကအခွင့်အရေးကိုအမိရဝင်ယူတယ်ဟိုစာရူးကြီးလေအဖွားကဖះရစင်အောင်ကစာရူးကြီးတစ်ပါးရဲ့ဓာတ်ပုံကိုလက်ညှိုးထိုးပြတယ် အဲ့ဒါအဖွားတရားယူနေကြစာရူးကြီးမဟုတ်လားဟင်အဖွားအင်းဩသူကလာပြောတာပေါ့အဖွားရဲ့အဖွားကကိုင်းဒီကိုကိုညံ့နေတာက မော့ကြည့်တယ်။ဘာပြောလဲ။ជីជីဝေဟာတမီးတို့အကျွေးတမတ်လောက်ပေးလိုက်တဲ့။ဘာပြောလဲ။ तू ကပေးလိုက်ဟုတ်လား။ဟုတ်ကဲ့အဲ့ဒီလိုပြောတယ်။အဖွားက तू ညှက်ထားပြီးသားကိုင်းစည်းစားတွေကိုစုံလေးတဲ့ထဲတယ်။ တော်တော်နဲ့စကားမပြန်ဘူးသူတို့အားလုံးသူ့ကိုစောင့်ကြည့်နေလိုက်ကြတယ်သူ့အလုပ်တွေပြီးတော့မှအဖွာဘာလို့ပြေးရမှာလဲ तू ကဘာမှုလို့လဲဟောတော်အားလုံးတယောက်နဲ့တယောက်အကြည့်ချင်းစုံမိကြတယ်ဘလို့ဖြစ်ရတာပါလဲဒါပေမဲ့အဖွာကသူ့ဘာသာသူဆက်ရှင်းပြပါတယ်ဒီစာရူးကြီးကအကောင်းတဲ့စာရူးကြီး မဟုတ်ဘူး။ရှမ်း၊ तू ကဘာဖြစ်လို့လဲ ငါကသူ့ကိုယုံကြည်လို့သူ့ရှေ့မှာမန္တတိုင်းတရားထိုင်နေတနေ့မှာ तू ကဘာလုပ်ပြတယ်ထင်လဲအလုံးတန်ပြိုင်မေးမိလိုက်ကြတယ်ဘာလုပ်ပြလို့လဲမျက်စိမှိတ်ပြတယ်ဟဲ့မျက်စိမှိတ်ပြတယ်ဟောတော်နောက်ရကြတော့ဘာဆက်ပြောတယ်အောင်းမိလေတန်ပြိုင်မေးမိကြပြန်တယ်ဘာဆက်ပြောလို့လဲ ပြောတယ်လေမိခလေးရဲ့ကိုရှိမှာတရားလာထိုင်ရင်နှကန်းညီလေးစိုးလာစမ်းပါတဲ့ဒါသူပြောเสียလားဟင်အာပါပါလေးရစလုံးရည်ရင်တော့ထိမ့်ရင်နဲ့ပဲထိမ့်မရလို့ရည်ပြကြတယ်အဖွားကသူ့ကိုရည်တာမဟုတ်တဲ့အတိုင်းခက်ထီတီပဲရည်တန်နေဆုံးတော့မှာ နင်တို့ကိုမက်ဆေ့တစီပေးရမယ်ဟုတ်လားဟုတ်ကဲ့ဝမ်းသာအားရတန်မြိုင်ဖြေးလိုက်ကြတာပါပဲဒီစာတူးကပေးခိုင်းတာဟုတ်လားအဲဘာပြန်ဖြေးရမှမသိဘူးဒီစာတူးကိုပြန်ပြောလိုက်ဟုတ်ဘာပြောရမှာလဲဓမ္မဆိုတဲ့ပတ်စံကိုနဲတဲ့အောင်မေလို့လားအဲ ကိုဘာသာကိုပဲတမတ်ရအောင်ရှာကြည့်စမ်းပါအုံးလို့ဟုတ်ဘာလို့ပေးရမှာလဲမပေးနိုင်ဘူးလို့ဟုတ်နောက်ဆုံးကြတော့လေအဲ့ဒါလို့ ਨੇ ပြဲ့ပြန်ထွက်လာခဲ့ကြရတယ်ကြည်ကြီးဝေကမအောင်မြင်လိုက်တဲ့သူ့ရဲ့နီးပြူဟာအတွက်စုတ်တက်တက်တက်ဖြစ်နေတယ်။ငါလည်းသူ့ကိုးခဲ့တဲ့စာတို့ကြီးဆိုတော့ဟိုကပေးခိုင်းနေဆိုရင်သူ့ပေးမှာပဲထင်ပြီးပြောလိုက်တော့ အေးလေခုတော့သူ့ကိုအီစီကလီလောက်တဲ့စာရိုးကြီးလို့အထင်မြင်နေဝင်နေတာကိုဘယ်တက်နိုင်တော့မှလဲအဲ့ဒီတမဆေးတွေကသူ့ကောင်းအောင်လေးအောက်မှာဟိုရှိတာဟာတေးခိုင်ကတော့နောက်တခါထပ်စူးစမ်းကြည့်ကြမယ်လို့ပြောတာပဲဒီကောင်မလေးကတော့ငါတို့ကိုကူညီခြင်းစိတ်ရှိပါတယ်အေးလေကြုံတဲ့အခါနောက်ထပ်စူးစမ်းကြည့်ကြသေးတာပေါ့စိတ်ပြက်လက်ပြက်နဲ့အိမ်ပြန်ခဲ့ကြတယ် ။နောက်တရက်နှစ်ရက်မှဘာကိုမှလှုပ်လို့မရဘူး။တမန်ဆေးစီပဲအာယုံရောက်နေလို့ကြောင်းစားတယ်မနေ့ပြန်အာယုံသွင်းရတယ်။ဟိုနှကောင်ရောက်လာကြတယ်။ဆရာပြေးထားတဲ့အင်စာတွေပြီးပြီလား။စိုးစိုးကပဲလှုပ်ပြီးသွားတယ်။အဲ့မှလေစပွဲပေါ်မှာဒီဂျီဝေကစပွဲပေါ်ကစာအုပ်ကို ကောက်ယူပြီးကြည့်တယ်။ကေခိုင်းဘက်လှည့်ပြီးမိခေခိုင်းဘာလဲနားထောင်နားထောင်နားထောင်ငါဖက်ပြမယ်။အေးနားထောင်နေတယ်။ လက်ထပ်ထိမ်းများခြင်းသည်အများနှင့်သက်ဆိုင်သောကိစ္စတရဖြစ်၏ရေးပါသော အချက်တစ်ချက်လည်းဖြစ်သည်ထိုနှုတ်သားသည်တယောက်နှင့်တယောက်ပေါင်းဖက်ရန်တတ်တတ်များသာလက်ထပ်ကြခြင်းမဟုတ် လူသားမျိုးနွယ်စုတစ်ခုလုံး၏အကျိုးစီးပွားအတွက်ပါဝင်ဖော်ကျူးကြခြင်းပင်ဖြစ်သည် သူတို့သည် လူသားမျိုးနယ်၏ဘဝဆိုင်ရာကျေပြန့်သောအကြောင်းအကျိုးတရားနယ်ပယ်တဲ့သို့ကိုကိုကိုထဲလိုက်ကြခြင်းဖြစ်သည် လူဖွဲ့စည်းတည်တံ့ရေးအတွက်သူတို့ကိုယ်သူတို့ပါဝင်ဆောင်ရွက်ကြစေခြင်းဖြစ်သည် လူဘဝတစ်ခုလုံးအတွက်လည်းဖြစ်၏သူတို့ကိုယ်တိုင်မသိနိုင်သောအခြေအနေများတွင်ပင်လျှင်လုပ်ငန်းစဉ်အလိုက် ပါဝင်ဆောင်ရွက်ရန်ပြည်ညံပြုခဲ့ကြသည် သူတို့၏အကျိုးတရားကိုသူတို့၏လုပ်ရများထက်ပိုမိုကျယ်ပြန့်ကြီးမားသော လုပ်ရကြီးတဲ့သို့အကျုံးဝင်အောင်မြုပ်နှံကြသည်သူတို့ဤယာယီဖြစ်တည်မှုများသာဖြစ်လာသော အလင်္ကာမြောက်မှုစူရဲလင်းလန်းမှုတို့သည်ငယ်ရွယ်တွေ့ပြောင်းကဟန်ပန်ဖြစ်သာရှိနေကြ၏ သူတို့ဤမင်္ဂလာလက်ထပ်ပွဲ၌ရှိသောဂုံတရီတို့သည် သူတို့ကိုယ်တိုင်ဘဝလုပ်ငန်းစဉ်များထံသို့မြှုပ်နှံပြီးကြံသူအလုံးနှင့်တပြေးညီဖြစ်စေခြင်းသည်သူတို့တို့တင့်တယ်မှုပင်ဖြစ်သည်ထို့လို့ရသည် သူတို့ဤအကောင်းဆုံးဖြစ်ရထက်ပင်စိတ်ဝင်စားစရာဖြစ်ရလေပြီကိုကတော့သူတို့ရည်ရွယ်ချက်ကိုဘယ်သိပါမလဲအချမ်းမြေပြန်လာတာပါဟာသိစိတ်တိုင်းမကြသေးဘူးជីជីဝေဟာထိုးထိုးချင်းချင်းမျက်နာနဲ့ ေးလေလက်ထက်ထိမ်းများတဲ့အကြောင်းအရာဆိုတော့နင်းအတွက်အရေးကြီးတာပေါ့အောင်မဘာစကားလဲဘာစကားလဲကေခန်ကအံ့ဩတကြီးဝင်ပြောတယ်ထိုင်းဟာလက်ထက်ဘွဲတစ်ခုကြောင်းနင်းတို့ကြားပြီးပြီလားဘာဖြစ်လို့လဲဟဲရေအောက်မှာလက်ထက်တည်တယ်ဟာချဲ့ညာဖတ်မှန်အေးသူတို့သားနဲ့သူတို့သမီးကရေငုတ်ဝါသနာအိုးတွေတဲ့ရေအောက်မှာပဲကြောက်ဖူသားပေါ်မှာလက်မှတ်ထိုးကြတာတဲ့ အမလေးဟဲ့လေကြီးနဲ့ဆင်းတာဝါသနာပါရင် ပြက်တနာပဲလေထဲမှာပဲလက်ထွက်ကြရမလို့ဖြစ်နေတယ်ငါစဉ်းစားမိတာတမျိုးဟာဘာလို့လဲသူတို့သားနဲ့သူတို့သမီးရတာညင်းတာဝါသနာပါကြလို့ရှင် မလွယ်ဘူးညင်းနဲ့လက်ထွက်ရမလို့ဖြစ်နေတယ်ဂတိကသက်လို့တွေးရင်ဝင်မေးလိုက်တယ်ညင်းဘလို့လက်ထွက်မှာတော့ជីជីဝေဟာဥပမာဟာ ယောက်ျားမိန်းမကိုပြောပြမယ်ဒီနေ့အစပြီးငါဟာနင့်အားကိုးရာဖြစ်သွားပြီနင်တို့မိန်းမဆိုတာယောက်ျားတက်ဆိုင်အားနှဲ့တယ်ကဘာဥပါတဲ့ဟာယောက်ျားရဲ့နံရိုးတစ်ချောင်းကိုထုတ်ပြီးမိန်းမလှုပ်ထားရတာယောက်ျားစကားနာခံရမှာပဲကိခံဟာအဲ့ဒါဆိုရင်ငါဝင်ညင်းမယ်မိန်းမနေရပါဘော နင်တို့ယောက်ျားတွေရုံမာတာပဲမိမကိုအားနှဲ့အောင်တမင်တကာနန်ရိုးတစ်ချောင်းနဲ့ဖန်တီးထားတာမဟုတ်လားတကယ်ဆိုနန်ရိုးနှစ်ချောင်းလောက်နဲ့ဖန်တီးပါတော့ဗလားဒီထက်တော့အားရင်ပိုရှိမှာပေါ့လို့ကြည်ကြည်ဝေဟာအဲ့ဒါဆိုလေယောက်ျားကပြန်ပြောမှာပေါ့ဟာနန်ရိုးနှစ်ချောင်းနဲ့လုံးမတော့မိမတစ်ယောက်တည်းဘာလုံးမှာလဲမိမနှစ်ယောက်လုံးလိုက်မှာပေါ့လို့အဲ့တော့ဆိုငါကလည်းပြန်ပြောမှာပဲနင်အခုကလေးကဖောက်ပြန်နေနေပြီမဟုတ်လားယောက်ျားတွေတစ္ဆာကိုမရှိဘူး အေးတခုတော့ပြောရမယ်နင်ကအတ္တလူရဲ့မိန်းမနှစ်ယောက်ဖန်တီးယူမယ်ဆိုရင်ငါနင်မိန်းမထဲမှာအကြီးပဲလုပ်မယ်ငါ့ကိုအကြီးနေရာပေးရမယ်လို့အေးနင်အကြီးလုပ်ရင်လည်းလုပ်ပေါ့ကြည့်ရင်မီငယ်ချီးဆိုတဲ့ဗမာစကားလည်းရှိသားပဲဟိုအငယ်လေးကိုချီးပြီးနင့်ကိုမိထားမယ်လေရတယ်ရတယ်ရတယ်နင်ချီထားတဲ့အငယ်လေးကနင့်ကိုလိန်ပြီးနင်မိထားတဲ့ငါကလည်းနင့်ကိုတုံးနဲ့ထိုးမယ်မယုံရင်စမ်းကြည့်ပေါ့ လို့ဝင်អော်လိုက်ရတယ်။ဟဲတော်ကြပါတော့ဟာဘာរីမှန်းလည်းမသိဘူး။អូနင်ကញင်းဘလို့လက်ထက်ကြမလဲမသိဘူးဆိုလို့ပါ။အဲ့လိုញင်းလက်ထက်ကြမှာလို့ပြောပြတာ။ဒါနဲ့နေပါအောင်။ဘာလဲ။ကိခန်ဟာလက်နှက်ဖက်ကိုနောက်ပြစ်ပြီးနင်းနဲ့ထူရော်ဘလို့လက်ထက်ကြမှာလဲ။ရပါတယ်။អោបាសាဖတ်မဲ့လူကြီးကို ငါတို့နှစ်ယောက်လုံးတိုင်းကစားတာဝါသနာပါတယ်လို့ပြောပြီးလက်ထက်ကြယုံပေါ့အေးလေဘလို့ပုံစံဖြစ်ဖြစ်ပေါ့နင်တို့လက်ထက်ဖြစ်ရင်ပြီးတာပါပဲကဲအင်းအာလာနားရဲဟဲ့ဆွေးစိဖို့ကလဲပြီးတခြားဘာမှလုံးစရာမရှိတော့ဘူးဘလို့ဖြစ်နေတဲ့ကောင်မတွေမှန်းဟိုမသိဘူးနင်ထူးဝေကိုမေးတော့မေးတာပေါ့ဟာငါတို့ဘလို့လက်ထက်ယူရမှာလဲလို့မနိုင်တော့တဲ့အတွက်ကြောင့်မပြောပဲလှုပ်ပေးလိုက်တယ် မချောနဲ့ရောက်စိတ်ရှိလက်ရှိလေးပေါ်ပြီးပြန်သွားကြတဲ့အခါကိုတယောက်တည်းအိယာထဲမှာအတွေးအိမ်ဖွဲ့နေမိတယ်ထူးဝေသူ့အကြောင်းစဉ်းစားရင်ရင်ထဲမှာရှက်ရိတ်တို့ပြာလဲလာတယ်ခုတော့သူ့အကြောင်းစဉ်းစားရင်ရင်ခုန်တက်လာပြီဘာဖြစ်လို့လဲအရင်ကနဲ့ပါကွာချခဲ့ပြီလေမသိဘူးကွယ်ခေါင်းမှာမျက်နှာအရင်တက်နိုင်သလောက်ကိုကိုကိုဖတ်ထားလိုက်ခြင်းတယ်လိုချင်သူရှာပလိစီပေါ့ အချစ်ဆိုတာလူငယ်တိုင်းမှာရှိကြမှာပဲမျောလင့်မှုမယ်အများကြီးမျောလင့်ခဲ့ကြဘူးတယ်တဏ္ဍခါရေကျဲလိမ့်လာတယ်ပားပြင်ကလေးနဲ့အိယာဝံတခြင်းနေဆိုကြအဲ့ဒီတခြင်းနေထဲမှာချစ်သူအကြောင်းပါဘူးကြမှာပေါ့လွယ်ကလေးကို ထွေးပတ်ရင် လာပြင်းညတွေမှာလမ်းလျှောက်ထွက်ရင်ဘထောက်ရက်နဲ့တင်းနဲ့လမ်းသွေဖြူဖြူမှာတူတူကိုကိုလမ်းလျှောက်ဖူးကြတယ်တခြင်းတို့ဖွင့်တတ်တဲ့မြေဆိုင်လက်ပြေးဆိုင်တဲလေးထဲမှာလည်း ကိုစီကိုစီလွမ်းမောရည်ဝေဘူးမယ်ဖြစ်ခဲ့သည်လားမဖြစ်ခဲ့ဘူးလားပြက်ခဲ့ပြီလားမပြက်စီးတော့ဘူးလားအဝေးကိုငေးမယ်နှာခမ်းကိုကြိုက်မယ်လာဝန်းလေးကြောက်အောင်မယ်ကိုတယောက်တည်းတီးတိုးပြောခြင်းနဲ့မားတယ်ပဲဆိုဆိုမှန်တယ်ပဲပြောပြောလူငယ်ဟာလူငယ်ပါပဲချစ်သူကို ချစ်ခဲ့ဘူးတယ်လေတခါတလေကြတော့လေ ကံကြမ္မာဆိုတဲ့အရာတော်တော်ကွာတီးကွာကြနိုင်တယ်။နောက်တနေ့မှဘဘနဲ့ဆုံနေကိုကိုတိုးတိုးပြောတယ်။တမီးတမီးရှာနေတယ်မက်ဆေ့ကိုရပြီလား။ကိုကအာရော့ရော့နဲ့ပဲပြန်ဖြေဖြစ်တယ်။မရသေးပါဘူးဘဘရာ။အေးအဲ့ဒီတော့တမီးစိတ်ညစ်စရာမလိုတော့ဘူး။ရှင်ကိုထခုံမိတဲ့စိတ်လှုပ်ရှားသွားတယ်။ဘဘဘာလို့ပြောတာလဲတမက်ဆေ့ရပြီလား။ သမီးကိုအခုအဲ့တမက်စိတ်လာပေးတာလားဘဘကပြုံးပြုံးကြီးကောင်းခါတယ်မဟုတ်ဘူးအဲ့တမက်စိတ်မရပါဘူးဒါပေမဲ့တမက်စိတ်ကို ရှာစရာမလိုတော့အောင်ဘဘလှုပ်လိုက်ပြီးကိုလန့်လာမိတယ်ရှာဘဘဘာလို့ဆိုလိုတာလဲမသိဘူးဘဘပို့မယ်လင်းလင်းပဲပြောမယ်သမီးဟုတ်ကဲ့သမီးကအဲ့တမက်စိတ်ကိုထိုးဝယ်ကိုပေးရမှာမဟုတ်လားကလေးလေးကောင်းကြီးလိုက်တယ်ဟုတ်ကဲ့ အေးအဲ့တမဆေကိုသူ့ကိုပေးစရာမလိုတော့ဘူးသူနဲ့ဘာဘာစကားပြောပြီးပြီကိုလန့်နေဘာတွေပြောကြတာတော့ဘာဘာသူ့ကိုပြက်ပြက်ပဲပြောလိုက်တယ်ဟုတ်ကဲ့မင်းငါတူမဆေကတမဆေမယူနဲ့တော့အဲ့တမဆေနဲ့မင်းလုပ်ရမယ့်အလုပ်ဟုသမျှငါလုပ်ပေးမယ်ရှင်ဘာဘာအဲ့လိုပြောလိုက်တယ်သူသူသူကဘာပြန်ပြောလဲကောင်းပါတယ်သဘောတူပါတယ် ဟဲ့တော့အဲ့ဒါတမိဘာမှစိတ်မပူနဲ့တော့ဘာပြန်ပြောရမှန်းမသိဘူးဘဘပဲဘဘပဲလှုပ်ရှားရှိတာဆက်လှုပ်လိုက်မယ်ဟုတ်လားမရေတရေပြန်မေးမိရဲ့ဘဘဘာလှုပ်မှလဲအာအဲ့ဒါအချိန်တန်တော့မောင်ထုဝေရပြောပြလိုက်မယ်အဲ့ဒီခါသူ့ကိုယ်စားဘဘလှုပ်ပေးလိုက်ရောမယ်ဘုဒ္ဓောအဲ့ဒါကြောင့်ဒီတမတ်စိတ်ကိစ္စကိုတမိဘာမှစိတ်နှောက်ရှက်မဖြစ်နေတော့ကြားလား တိတ်ကြတာပေါ့ဘဘအေးကြားလုံးလို့ဘာပြန်ပြောရမှန်းတော့မသိတော့ဘူးဘဘပြန်သွားပြီနော်စိတ်ညစ်ရင်းနဲ့ရီးကျင်လာတယ်ကိစ္စကတော့တိုင်ပတ်ကုန်ပြီခြံထဲမှာလမ်းလျှောက်နေရကနေမိချိုးတွေတဲ့တိုင်ကိုတပတ်ပတ်ကတ်တယ်ကိုနှဘူးကိုတိုင်ထဲဖော့ဖွာလေးစောင့်ကြည့်လိုက်တယ်ပြီးမြက်ခင်းပေါ်ခြေပြက်လက်ပြက်ထိုင်ရင်ရီချလိုက်တယ်ထူးဝေစေတံငါ့ကိုချစ်တဲ့မန်နက်ကလေး ချစ်သူနေ့ရက်ကြေကွဲမှုဟာငါ့ရဲ့ကြေကွဲမှုပါပဲဒါကြောင့်မိခိုးရောင်အိမ်မုတ်တုံတိမ်များလို့ငါခံစားနေရတယ်မနောဟရီမိပြတိုက်လွန်ကြပြာစုမှာဟုတ်ကဲ့အခုကျွန်တော်ဖတ်ပြပေးခဲ့တဲ့ဆရာတရားမင်းဝေရေးသားထားတဲ့ပန်းလက်ဘွားမှာပါအပ်ပိုင်ခွင့်မရှိတဲ့ကောင်းလေးဆိုတဲ့ဝတ္ထုစာအုပ်လေးကို အပိုင်း ခုနှစ်နေနဲ့ဖတ်ပြပေးခဲ့တာဒီမှာပဲခိတခနာရနာခွင့်ပြုပါခင်ဗျာဆက်လက်ပြီးတော့လည်းအပိုင်း၈၃၃မိုင်းကိုဖတ်ပြပေးမှာဖြစ်လို့စောင့်မျှော်နားဆင်အားပေးကြပါအောင်ခင်ဗျာနာတော်ရဆင်သူပေါ့စိတ်ဤချမ်းသာခြင်းကိုဤချမ်းမာခြင်းများနဲ့ပြည့်စုံ၍ဘေးရန်နေအပေါ့မှာကင်းဝေးကြပါစေ။